ားလုံးတို့သားရိစားပါ RPR Arkham မြန်မာ News Channel လေးကနေ YouTube စာပြန်လေးကြိုဆိုလိုက်ပါတယ် စစ်ကော်မရှင်ရဲ့အတူရောင်ရွေးကောက်ပွဲစန့်ကျင်တာစီရင်ရွေးကောက်ပွဲအလွန်ကာလအတွေ့မဟာဗျူဟာတိဆောက်ရေးဆိုတဲ့ခရီးနှံမဂ္ဂဇင်းမှာဖော်ပြထားတဲ့ဆောင်းပါရှင်ပြည်သွင်းနိုင်ရေးဆောင်းပါလေးတစ်ပုဒ်ဒီကနေ့ဖက်ပြတင်ဆက်ပေးသွားဖို့ရည်ရှိထားပါတယ်အဆုံးပြေရှုနာဆင်ပေးကြပါဦးခင်ဗျာတော်ဆန်းစုကြည်ဟာနိုင်ငံကြီးလောက်ပါမှာအကျန်းမဖြစ်တဲ့လမ်းစဉ်နန်းဖောင်လေးကိုကိန်ဆွေးထားသူဖြစ်ပေရင်လေလက်နဲ့ကင်တွန်လိုက်ရင်ဒီလမ်းကျင့်သုံးသူတွေကိုပြေခါမှမှပြစ်တင်ဝေဖန်ပြုစုခြင်းမရှိပါဘူး စစ်ကော်မရှင်ကသူ့အလုပ်ကိုတဆင့်ပြီးတဆင့်လှုပ်ဆောင်နေချိန်မှာ NUG ဟာပြည်ပြန်ပြောင်းလဲနေတိမ်ပတ်နေတာကိုတွေ့ရပါတယ်။အရေးတကြီးနဲ့အလျင်များပြည်ပြန်ပြောင်းလဲလှုပ်ဆောင်ရှာမြင်မှာတော့ NUG ရဲ့ကောင်းဆောင်မှုလေတာအရှိအပိုင်းဖြစ်ပါတယ်။စစ်ကော်မရှင်ရဲ့အထူးရောင်းယူကောက်ပွဲဆန့်ကျင်တာစီနဲ့ရွေးကောက်ပွဲလွန်ကာလအတွက်မဟာဗျူဟာတိဆောက်ရေးဆိုတဲ့ခေတ်နံမဂ္ဂဇင်းမှာတင်ဆက်ထားတဲ့ဆောင်းမရှင်ပြည်သိနေရဲ့ဆောင်းမလေးအပြည့်စုံကိုအဆုံးထိကြည့်ရှုနားဆင်ပေးကြပါအောင်ခင်ဗျာ။စစ်ကောင်စီတဖြစ်လေး စစ်ကော်မရှင်ဟာအာမေဒီဇင်ဘာလ28ရက်နေ့မှာရွေးကောက်ပွဲတခုပြုလုပ်ဖို့စဉ်ပြနေပါတယ်ရွေးကောက်ပွဲပြုလုပ်မယ်ဆိုပေမဲ့စစ်ကော်မရှင်ရွေးကောက်ပွဲမှာတနင်္ဂနွေအတိတ်ကနေတနေ့တည်းတပြိုင်တည်းပြုလုပ်နိုင်တဲ့အနေအထားမျိုးမဟုတ်ပါဘူးအပိတ်လိုက်ခွေးလုပ်မယ်ရွေးကောက်ပွဲဖြစ်ပါတယ်မြန်မာနိုင်ငံမှာမြို့နေပေါင်း330ရှိတဲ့အနေနဲ့ပထမပိုင်းရွေးကောက်ပွဲကိုဒီဇင်ဘာ28ရက်နေ့မှာမြို့နေ တရနှစ်မြို့နေမှာပြုတ်လုံမယ်လို့ကြေညာထားပြီးဒုတိယပိုင်းကို2026ခုနှစ်ဇန်နဝါရီလအစည်းအဝေးနေမှာမြို့နေတရမှာပြုတ်လုံမည်ဖြစ်ကြောင်းစစ်ကောင်မရှင်ရဲ့ရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ထားပေမဲ့လေတတိယပိုင်းရွေးကောက်ပွဲရှိကုန်မှုယခုချိန်ထိကြေညာသတ်မှတ်ထားခြင်းမရှိသေးပါဘူးစစ်ကောင်မရှင်ပြုတ်လုံမည်ရွေးကောက်ပွဲကိုမြို့သားညွန်ရေးဆိုရ NUG နဲ့တော်လိုင်းရေးအင်အားစုတွေကလက်မခံအတူရောင်းရွေးကောက်ပွဲအဖြစ်သတ်မှတ်ထားကြပါတယ်အဲ့ဒီအတူပဲစစ်ကောင်မရှင်ရွေးကောက်ပွဲကိုနင်းမျိုးစုံနဲ့ဆန့်ကျင်တားဆီးတော့မည်ဖြစ်ကြောင်းလေတော်လိုင်းရေးအင်အားစုတွေကသဘောထားများထုတ်ပြန် ြန်ထားပါတယ်ဘလို့ပဲတာစီကြမလဲလက်တွေ့မှာအမှန်တကယ်တာစီနိုင်မလားဆိုတဲ့မေးခွန်းထုတ်သူများလည်းရှိပါတယ်ဘလို့ဖြစ်ပါစေစစ်ကော်မရှင်ရွေးကောက်ပွဲဟာရွေးကောက်ပွဲမှာပါဝင်မဲ့နိုင်ငံရေးပါတီတွေကတော့အော်တိုဘာလ20ရှင်းနေကစတင်ပြီးမြေဆီစင်ဝေးလုပ်ငန်းတွေစတင်လှုပ်ဆောင်နေကြပြီဖြစ်ပါတယ်စစ်ကော်မရှင်ရွေးကောက်ပွဲဟာ2010ရွေးကောက်ပွဲအခင်းကျင်းနဲ့တူပါသလားအခုပြောလို့မရစစ်ကော်မရှင်ရွေးကောက်ပွဲဟာ2010ရွေးကောက်ပွဲအခင်းကျင်းနဲ့တူသလားဆိုတော့အချက်များလေးရှိပါတယ်စဉ်းစားချက်တွေလည်းရှိပါတယ် 1988ခုနှစ်မှာအာနာသင်ခဲ့တဲ့ပုချုပ်ကြီးစောမှာပုချုပ်ကြီးတန်းရွှေနဲ့စစ်တပ်ကောင်းဆောင်တွေဟာ2008ခုနှစ်ချိန်ကဥပဒေနဲ့2010ရွေးကောက်ပွဲပြုလုပ်ပေးပြီးတော့အချက်သားအသွင်အစိုးရတရက်ကိုဖော်ဆောင်ခဲ့ပါတယ်စစ်တပ်ကအပြစ်ဝါရှုတ်ခွင်ထားတဲ့နိုင်ငံတော်အာနာအရက်ရက်ကို2010ရွေးကောက်ပွဲမှာတဆင်အချက်သားအစိုးရတရက်ဖော်ဆောင်ပြီးဖြေလျှော့ပေးခဲ့ပါတယ်ဆိုလိုတာကတော့2010ရွေးကောက်ပွဲမှာ စစ်တပ်ကအပြည့်အဝထိန်းချုပ်ထားတဲ့အာဏာကိုစတင်ဖြည့်ဆို့ဖို့ပြုလုပ်ခြင်းဖြစ်ပါတယ်။သို့ဖြစ်ရလေ2012ခုနှစ်ချပြရွေးကောက်ပွဲကိုမြန်မာဒီမိုကရေစီဖွဲ့ချုပ် NLD ပါဝင် လာခဲ့ပြီးတော့2015ခုနှစ်ရွေးကောက်ပွဲမှာ NLD အပြတ်သက်အနေရခဲ့ကအစိုးရတရားပင်ဥဆောင်ဖွဲ့စည်းနေခဲ့တာကိုတွေ့ရမှာဖြစ်ပါတယ်။ရုပ်ကစစ်ကော်မရှင်ရဲ့ဒက်စင်ဘာလရွေးကောက်ပွဲဟာ2010ရွေးကောက်ပွဲအခင်းအကျင်းနဲ့များစွာခြားနာပါတယ်။ပြည်တွင်းစီအချင်းမြင့်နေတဲ့အတွက်တနင်္ဂနွေလုံးအထိတ်တာနဲ့ရွေးကောက်ပွဲတွေမပြုလုပ်နိုင်ပါဘူး။မြို့နေ330ရှိတဲ့အနေနဲ့မြို့နေ200ကျော်မှာတိုက်ပွဲတွေဖြစ်ပွားခဲ့ပါ တယ်နိုင်ငံတော်သမ္မတကြီးဦးဝင်းမြင်းနိုင်ငံတော်တပံဘက်ကိုတောင်ဆန်းစုကြည်အပါအဝင်ထောင်နဲ့ရှိတဲ့နိုင်ငံရေးအကျဉ်းသားတွေကိုထောင်သွင်းအကျဉ်းချတာပါတယ်ပြောရလို့ရှိရင်တော့လက်တလို့မြန်မာနိုင်ငံအခြေအနေဟာရွေးကောက်ပွဲတစ်ခုကျင်းပပြုလုပ်နေတဲ့အနေအထားမဟုတ်တလို့ရွေးကောက်ပွဲပြုလုပ်တဲ့နိုင်ငံရေးရာသီဥတုမျိုးလေးမရှိတာတော့အလွန်ချင်းတဲ့ကိစ္စဖြစ်ပါတယ်အဲ့ဒီအပြင်ပြည်သူလူထုထောက်ခံမှုအများဆုံးရရှိတာနဲ့အနေဒီမပါဝင်တဲ့အပြင်စစ်ကောင်မရှိရင်ရွေးကောက်ပွဲကော်မရှင်က NDF ပါတီကိုဖျက်သိမ်းပြီးတော့ ဒေါက်တာတက်တက်ခိုင်တို့လူမျိုးကိုပြန်လျင်ရွက်ကောက်ပွေဝင်ခွင့်ပိတ်ပင်ခဲ့ပါတယ်။အခုနောက်ဆုံးစစ်ကော်မရှင်ရွက်ကောက်ပွေဝါဒဖြင့်ရုပ်ရှင်ကိုဝေဖန်၍ဆိုပြီးတော့အမှုပညာရှင်တို့ဖန်စီပြန်ပါတယ်။အဲ့လိုဆိုလို့ချင်းစစ်ကော်မရှင်ပြုလုပ်မယ့်ရွက်ကောက်ပွေဟာဘလို့မှလွတ်လပ်ပြီးတော့တရားမျှတတဲ့ရွက်ကောက်ပွေဖြစ်လာစရာအကြောင်းမရှိပါဘူး။ကြံ့ခိုင်ပါတီတကောင်တွေပြေးပြီးတော့ပထမတန်းဝင်မဲ့ပင်ပွေမျိုးဖြစ်နေပါတယ်။အဲ့လိုဖြစ်တဲ့အတွေ့အကြုံမလေးစစ်ကော်မရှင်ရွက်ကောက်ပွေကိုအာဆီယံအော်ရပါသမဂ္ဂကုလသမဂ္ဂတို့ကနေပြီးတော့မထောက်ခံ ပေဝေဖန်နေကြခြင်းလေးဖြစ်ပါတယ်ပြောရလို့စီ2010ရွေးကောက်ပွဲဟာစစ်တပ်အနေနဲ့အနာအလုံးစုံကိုရှုတ်ကင်ထားရကနေဖြေလျှော့ပေးရတဲ့ပြုလုပ်တဲ့ရွေးကောက်ပွဲဖြစ်ပါတယ်အခုပြုလုပ်မယ့်ဒီဇင်ဘာရွေးကောက်ပွဲဟာမင်းအွန်လိုင်းဥဆောင်တဲ့အစိုးရအနာပုံမခင်ပြင်းနဲ့ ဆေဥစုအနာသက်ဆိုးရှေ့ရီအတွက်ပြုလုပ်တဲ့ရွေးကောက်ပွဲဖြစ်တာကတော့အလွန်ထင်ရှားပါတယ်။နောက်ထပ်ပြည်စီပုံချင်ကဥပဒေကိုလိုရာဆွေးသုံးနေတဲ့စစ်ကောင်မရှင်စစ်ကောင်စီဟာ2010ရွေးကောက်ပွဲအခင်အကျင်းမျိုးပြန်ရှို့နေပင်မလေအခြေအနေချင်းကလုံးဝမတူညီတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒေါ်အောင်ဆန်းစုကြည်ကိုပြန်လွှတ်ပေးနိုင်မလား။ဒေါ်အောင်ဆန်းစုကြည်ကိုပြန်လွှတ်ပေးနိုင်သလား။ စစ်ကော်မရှင်ရွေးကောက်ပွဲအတွင်းအလွန်မှာမြန်မာနိုင်ငံရဲ့အခင်ကျင်းပြောင်းလဲလာနိုင်တယ်လို့ယူဆသူများရှိပါတယ်အဲ့ဒီလို2010ရွေးကောက်ပွဲအပြီးကာလနဲ့နှိမ့်ရှင်ပြီးတော့ယခုစစ်ကော်မရှင်ရွေးကောက်ပွဲအလွန်မှာတော့ဆန်းစုကြည်ကိုပြန်လှုပ်ပေးမလားမျိုးနဲ့အတူတည်းရှိပါတယ်2010ရွေးကောက်ပွဲအခင်ကျင်းနဲ့ယခုစစ်ကော်မရှင်ရွေးကောက်ပွဲအခင်ကျင်းမတူကြောင်းကိုအထက်ကပေါ်ပြခဲ့ပြီးဖြစ်ပါတယ်တဖန်အတိတ်ကာလအများကိုပြန်ကြည့်မယ်ဆိုရင်တော့ဆန်းစုကြည်ဟာအချင်းချုပ်ကတော်လကောင်အခြေချုပ်ကထာကတော်လကောင်ပြန်လှုပ်ပေးခဲ့တဲ့အခါတိုင်းစစ်တပ်ကောင်ဆောင်တွေရည်ရထားတဲ့ပုံစံသူတို့သွားချင်တဲ့ လမ်းကြောင်းများအထမမြမအောင်မမြင် ဖြစ်ပြီးတော့ပြစ်စီခရတာခြေဖြစ်တာကိုတွေ့ရမှာဖြစ်ပါလေစစ်တဲ့ကောင်းဆောင်တွေအနေနဲ့ not ထက်တစ်ကြိမ်အဖြစ်ခံပါအောင်မလားဆိုတာကစဉ်းစားစရာဖြစ်ပါလေအဲ့ဒီပြန်တော့ဆန်းစုကြည်ကိုနိုင်ငံရေးအရဖန်စီအချင်းရှာထားခြင်းဖြစ်ပေမဲ့လေတော့ဆန်းစုကြည်ပေါ်ဆွေးဆိုထားတဲ့ဥပဒေပုံမှန်တွေဟာရသဝက်ကြောင့်အရာဆွေးဆိုထားတဲ့ပုံမှန်များဖြစ်နေတာကိုတွေ့ရပါတယ်တခါစစ်တဲ့ကောင်းဆောင်နင်း online အနေနဲ့ ဒေါ်ဆန်းစုကြည်ပေါ်ထားရှိတဲ့ပုံကိုရေးသဘောထားကိုလည်းထည့်သွင်းစဉ်းစားဖို့လိုအပ်မှဖြစ်ပါတယ်။တေချာဒါကတော့မင်းအွန်လိုင်းရဲ့ CEO ဆိုဟာအနာဂတ်မြန်မာအရေးမှာဒေါ်ဆန်းစုကြည်ရဲ့အခက်ကဏ္ဍကိုဖိရှားဖြောက်ဖြစ်လိုကြပါတယ်။နောက်တစ်ချက်ကဒေါ်ဆန်းစုကြည်ရဲ့အသေးအရေးဖြစ်ပါတယ်။ပထမအချိန်တည်းအခြေချုပ် စတင်ချိန်ကတော့ဆန်းစုကြည်ရဲ့အသက်က55နှစ်အရွယ်ဖြစ်ပေမဲ့လည်းယခုအခါတော့ဆန်းစုကြည်ရဲ့အရွယ်ကတော့အသက်80အရွယ်ရှိပြီဖြစ်ပါတယ်။သူဖြစ်တဲ့အတွက်ကြောင့်မင်းအွန်လိုင်းနဲ့စေအုပ်စုအာနာခိုင်မြင့်နေတဲ့ရောဆန်းစုကြည်လွတ်မြောက်ရေးဟာအခွင့်အလမ်းနေတယ်လို့ယူဆနိုင်ပါတယ်။တပံစစ်ကောင်စီနဲ့စစ်ကော်မရှင်တို့ဟာဒေါ်ဆန်းစုကြည်ရဲ့သဘောထားနဲ့ရက်တည်ရှိကိုအစိမ်းအမြစ်တိခလစ်လာ နေမြန်မာတေချာလှပါတဲ့တောင်ဆန်းစုကြည်အလို့ကြခေါင်းမညိဂျေတာလက်စုပ်လက်ကင်ဖန်စီဘီထောင်ချထားခြင်းဖြစ်ပါတယ်အဲ့လိုဖြစ်တဲ့အတွက်နွေဥဒေါ်လာရေးတနည်းအားဖြင့်လက်နက်ကင်ဒေါ်လာရေးအပေါ်တောင်ဆန်းစုကြည်ဘလို့သဘောထားတဲ့ဆိုတာခန့်မှန်း၍ရှားနေပါတယ်တောင်ဆန်းစုကြည်ဟာနိုင်ငံရေးလောက်အောင်အကျမ်းမဖဲ့တဲ့လမ်းစဉ်နန်းခွေလေးကိုကင်ဆွေထားသူဖြစ်ပေမဲ့လက်နက်ကင်ဒေါ်လာရေးနေလန်းကျင့်သုံးသူတွေကိုပေခါကားမြပြစ်တင်ဝေဖန်ပြုဆိုခြင်းတွေမရှိခဲ့ပါဘူးအဲ့ဒီလိုနေရာမှာ ကျုပ်ဆရာရှိတာကတော့ NLD အဖွဲ့ဝင်တချို့နဲ့ NLD လွှတ်တော်ကောင်စီတချို့ဟာခနဲ့ကင်တော်နိုင်ရေးဟာ NLD ရဲ့မူဝါဒမဟုတ်တဲ့အတွက်ယနေ့ဆင်နွှဲနေတဲ့လူတော်နိုင်ရေးကိုလက်မခံမထောက်ခံဆိုတဲ့အပြုအဆိုတွေကိုကြားနေရပါတယ်။ခနဲ့ကင်လန်းစင်ဟာ NLD ရဲ့မူဝါဒမဟုတ်ပြီးတဲ့အတွက်မထောက်ခံတာမပါဝင်တာဘာမှပြောစရာမရှိပါဘူး။ကိုယုံကြည်ရဖို့လွတ်လပ်စွာလုပ်ပင်ခွင့်ရှိပါတယ်။ဒါပေမဲ့လည်း NLD ရဲ့မူဖြစ်တဲ့အကြမ်းမဖက်တော်အနေနဲ့နန်းဖွယ်အောင်လည်းဒေါ်ဆန်းစုကြည်လွှမ်းမြောက်ရေးပါရမီများလုပ်နေတယ်လို့မေးစရာရှိပါတယ်။ ချင်းညာရှိထွက်ရုံနဲ့လုံလောက်နိုင်မမဟုတ်ပါဘူး။အခုထွက်ပြစရာရှိတာကနောက်ချိုးထောင်တွင်မှာစစ်ကော်မရှင်စစ်ကောင်စီကဖမ်းဆီးထောင်ချထားတဲ့ NLD ဗဟုအလုတ်အမှုဆောင်အဖွဲ့ဝင်တို့ဦးဖြစ်တဲ့ဦးထွန်းထွန်းဟင်းဘလိုလိုလွတ်မြောက်ခဲ့တဲ့လေဆိုတာဖြစ်ပါတယ်။တော်လိုင်းအင်အားစုတွေကနောက်ချိုးထောင်ကိုဖောက်ထွက်ခဲ့ရတာဥတ္တရဟင်းပြန်လည်လွတ်မြောက်ခဲ့ခြင်းဖြစ်ပါတယ်ဆိုလိုတာကစစ်ကော်မရှင်စစ်ကောင်စီအားကောင်းနေတဲ့ရွဲ့စစ်ကောင်စီဘုအပေါ်စီတာစီရနေတဲ့ရွဲ့ဒေါ်ဆန်းစုကြည်လွတ်မြောက်နိုင်နေပြီမဟုတ်ပါဘူး မင်းအွန်လိုင်းနဲ့စေအစုကို၄မျိုးညှိထားနိုင်မှသာတနည်းအားဖြင့်ဒေါ်လာရင်းအစုတွေကအပိုစီရမှသာမတရားဖန်ဆီးထောင်ချခံထားရတဲ့ဒေါ်ဆန်းစုကြည်နဲ့အနေနဲ့အကျဉ်းသားတွေလွတ်မြောက်နိုင်မှာဖြစ်ပါတယ်စစ်ကောင်မရှင်ရွေးကောက်ပွဲကိုတားဆီးနိုင်မလားစစ်ကောင်မရှင်စစ်ကောင်စီဟာနိုင်ငံရေးအရတရားဝင်မှုရှာရေးရွေးချင်တဲ့အတူရောင်ရွေးကောက်ပွဲတွေကိုပို့ဆောင်ဖို့ချိုးမတ်နေတာတွေ့ရပါတယ်စစ်ကောင်မရှင်ဟာရွေးကောက်ပွဲကိုပြည်တွင်းထောက်ခံမှုရရှိရတဲ့အထက်ရွေးကောက်ပွဲလွန်ကာလမှာနိုင်ငံတကာအသိအမှတ်ပြုရရှိရေးကိုရည်ရွယ်ထားပုံရပါတယ်ဥပမာကုလသမဂ္ဂမှာ ရရှိထားတဲ့တန်မတ်ကြီးဥစ်ဂျိုမိုထွန်နေရာအန်ဒီရှိလာနိုင်ပါတယ်မြို့သားညီအစိုးရ NUG နဲ့တော်လိုင်းအင်အားစုတွေကနေပြီးတော့စစ်ကောင်မရှင်ရွေးကောက်ပွဲကိုလက်မခံဆန့်ကျင်ကြောင်းအတူရောင်ရွေးကောက်ပွဲဖြစ်ကြောင်းနဲ့တားဆီးတိတ်ဖြစ်သွားမယ်လို့ထုတ်ပြန်ထားပါတယ်စစ်ကောင်မရှင်ရွေးကောက်ပွဲကိုလက်မခံမှုအရဆန့်ကျင်ရမယ်မှန်ပေမဲ့လေလက်တွေမှာတားဆီးရဲ့ရွေးကောက်ပွဲပြည့်အောင်ဖြစ်ရကမို့ခွင့်လန်းနေတယ်လို့ဆောင်ကျင်လက်လာသူတွေကဆိုကြပါတယ်ပါကြပါလိမ့်စစ်ကောင်မရှင်ရွေးကောက်ပွဲဟာဟန်ပြတဲ့တဲ့ အဖြစ်လောက်တဲ့နေကမတ္တရွေးကောက်ပွဲဖြစ်တာကြောင့်ဖြစ်ပါတယ်။တမြို့နေမှာတယောက်မေလာပြင်ရောင်ရွေးကောက်ပွဲအောင်မြင်လေးဆိုပြီးစစ်ကောင်မရှင်တာဝန်ရှိသူတွေကပြောထားပြီးဖြစ်တဲ့အတွေ့ရွေးကောက်ပွဲကိုတားဆီးဖို့ခက်ခဲပါနိုင်မယ်။မိဆန္ဒရှင်ပြည်သူတွေအနေနဲ့စစ်ကောင်မရှင်ရွေးကောက်ပွဲကိုဆန့်ကျင်လို့ကြပေမဲ့စစ်ကောင်မရှင်ရဲ့ပြင်းထန်တဲ့ဥပဒေတွေထုတ်ပြန်ထားမှုကြောင့် ရွေးကောက်ပွဲစတင်မှုလှုပ်ရှားရန်အလွန်ခက်ခဲတဲ့အနေအထားဖြစ်ပါတယ်စစ်ကောင်မရှင်ရွေးကောက်ပွဲကိုတားဆီးနေတဲ့နေလန့်တွေကတော့စစ်ကောင်မရှင်ရဲ့အနာဘဟုချစ်ဖြစ်တဲ့နေပြည်တော်ကိုစစ်ရေးအဖိအားပေးချင်းချနိုင်မှသာ အထူးအဆုံးတော့နေလန်ဖြစ်ပါနိုင်မယ်ရေကောက်ပွေကာလအတွက်မဟာဗျူဟာတိဆောက်ရေးစစ်ကောင်စီတဖြစ်လေးစစ်ကောင်မရှင်ဟာသူ့ narrative ကိုတိဆောက်ပြီးတော့သူ့လမ်းပြမြေပုံအတိုင်းရှေ့ဆက်နေတာတွေ့ရပါတယ်စစ်ကောင်မရှင်ဟာအရေးကြီးတဲ့နိုင်ငံရဲ့အချို့အခွင့်တစ်ခုအတွက်ရေကောက်ပွေတူတစ်ခုဖန်တီးပြီးရှေ့ဆက်နိုင်ရေးချုပ်ပန်းဆောင်ရွက်နေချိန်မှာစစ်ကောင်မရှင်ကိုနိုင်ငံရေးရဆန့်ကျင်တော်လှန်နေတဲ့တော်လှန်ရေးတပ်ဦးဖြစ်တဲ့ NUG ဟာပုံပေါ်ချစ်လက်အကောင်ပြီး ပြုပြင်ပြောင်းလဲရေး reform ပြုလုပ်မယ်လို့ကြွေးကြော်ထားပေမဲ့လည်းအခုအချိန်ထိပြုပြင်ပြောင်းလဲရေးလှုပ်ဆောင်တာကိုမတွေ့ရသေးပါဘူးစစ်ကောင်မရှင်ကသူ့အလုပ်ကိုတဆင့်ပြီးတဆင့်လှုပ်ဆောင်နေချိန်မှာ NUG ဟာပြုပြင်ပြောင်းလဲရေးနဲ့တင်ပတ်နေတာကိုတွေ့ရပါတယ်ရည်ရည်ချင်းရဲ့အရင်အမြန်ပြပြန်ပြောင်းလဲလှုပ်ဆောင်ရမှာဖြစ်ပြီး NUG ရဲ့ကောင်းဆောင်မှုလီဒါရှစ်အပိုင်းဖြစ်ပါတယ်။ NUG အနေနဲ့စစ်ကောင်မရှင်ရွေးကောက်ပွဲကိုဆန့်ကျင်တားဆီးဖို့ 調査လုပ်ဆောင်ရမယ့်အနေတူရွက်ကောက်ပွေလွန်ကာလမဟာဗျူဟာတွေကိုလည်းအကျိုးနဲ့ပြင်ထားတင်ပါတယ်ရွက်ကောက်ပွေလွန်ကာလအတွက် narrative တစ်ခုကိုကြိုတင်တိစောက်ထားဖို့လိုအပ်ပါလိမ့်မယ်သို့မဟုတ်နေရတော့အခုရစင်ကြုံတွေ့နေရတဲ့ရွက်ကောက်ပွေကိစ္စတွေသို့မဟုတ် ရေကောက်ဝေးကိစ္စကဲ့သို့နောက်ကလက်ရမယ့်အဖြစ်မျိုးနဲ့ထက်ကြုံရနိုင်မယ်လို့သတိပြုသင့်ပါတယ်။သူဖြစ်ရာစစ်ကောင်စီရေကောက်ဝေးအလွန်ကာလမှာဘလို့ရက်တယ်မလဲဆိုတဲ့မဟာဗျူဟာနဲ့နိုင်ငံခြားရေးတန်တမာရေးအတွက် narrative တစ်ခုကို energy နဲ့ဂျူတန်တစ်ဆောင်ထားတဲ့နေလို့ယူဆမိပါတယ်။ဆောင်းပါရှင်ပြည်သွေးနိုင်ခြေသားထားတာဖြစ်ပါတယ်။အဆုံးထိကျေးဇူးနာဆင်ပေးကြတဲ့ဒေါက်တာမိဖပြည်သူညီကောင်တော်များအားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်။မြန်မာပြည်သူပြည်သားများအားလုံးပေးခဲ့ကြမှာကြပါသည်ခင်ဗျာ။